တရင်မသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်တရင်ချန်နယ်မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစက်ခင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြီးရှုနားဆင်ပေးဖို့မြစ်တောက်ရက်ကန်အပ်ပါရခင်ဗျာကိုရကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဟိုမူးချောက်အောင်ချိုထုံးအောင်ရဲ့နိုင်ရေးကိုမနက်ဖြန်မင်္ဂလာတုံးစတင်ချိန်မှာပြုလုပ်မယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်မျိုးပြတောက်ကြတပ်ပွဲတစ်ခုကအနိကက်ပြကတ်မှုကြောင့် တည်ဆုံသွားတဲ့ဘုံမိုးချုပ်ဟောင်းချုပ်တော်အောင်ကိုမင်္ဂလာတုံစတင်တိုင်းမှာမနက်ဖြန်မေလ24ရက်မှာနိုင်ပြီလို့တော်မှာဖြစ်တယ်လို့အကြံပတ်စကောင်းစီဂျင်းမုတ်တရင်ဆောင်မှာဒီကနေ့ပေါ်ပြထားပါတယ်စကောင်းစီတဲ့ရဲ့နိုင်ငံတော်ကဝေးတက်ကတူမှာလုံဆောင်ရေးဆိုင်ရာဘာသာရဲ့တင်ကြားပေးနေတဲ့ဝနာကျောတင်ပွဲရအငင်းစားဖို့မိုးချုပ်ချုပ်တော်အောင်ကို Goran Valley Warrior မျိုးပြတောက်ကြအပွဲမှာရန်ကုန်မြို့မရန်ကုန်မြို့နယ် A1 လမ်းပေါ်မှာရှိတဲ့နေရင်ရှိမှာပဲယမန်နေ့ကတနက်နဲ့ပြတ်တက်ခဲ့ခြင်းဖြစ်ပါတယ်၎င်းဟာကမ္ဘောဒီးယားနိုင်ငံတမတ်ပြဆောင်ရွက်ခဲ့ပူပြီး နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC မှာနိုင်ငံတော်လုံခြုံရေးနဲ့အကြံပန်းမှုတိုက်ပြရေးဘာသာရဲနဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရဲအနှခုကိုအတင်ကြားနေသူဖြစ်ပါရင်။ဒါပြင်အကြံပန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်အတွက်အားကိုးရသူတအုပ်ဖြစ်ပြီးပြည်သူ့ဆင်မဟာဗျူဟာကိုစစ်မှုတောင်းအဖွဲ့အင်အားနဲ့လှုပ်ဆောင်နေကောင်အရီဘွဲ့ရဲ့ဒိုင်းဆင်ခေါင်းဆောင်တွေမှလည်းပါဝင်သူဖြစ်ပါရင်။ဒါပြင်၎င်းကို2023ခုနှစ်ကမင်းအောင်လှိုင်ကိုယ်တိုင်ဝနာချောတင်ပွဲနဲ့အတူဆွေငါးချက်သာပါပေးရခဲ့ပါရင်။စကောင်းစီရာရှိတဲ့စတန်များကိုတာတည်တံ့တကြတဲ့မင်္ဂလာတုံတင်းတိုင်းမှာ အကျန်းတိုက်စခန်းစီရဲ့ဒုတိယဥက္ကဋ္ဌကမ္မတော်ကာကွယ်ရေး OC ချုပ်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းလေဆေးရရင်ဖြစ်တဲ့အငင်းစားဗိုလ်ချုပ်အုံသွင်းကိုလည်းမင်္ဂလာတုံစတင်ချိုင်းမှာတချို့ခဲ့ပါလိမ့်။အဆိုပါအငင်းစားဗိုလ်ချုပ်အုံသွင်းနဲ့တမန်ဖြစ်သူအငင်းစားဗိုလ်ကြီးရဲတိစားတို့ဟာပြီးခဲ့တဲ့2022ခုနှစ်စက်တင်ဘာလ၄ရက်နေ့မွန်လတိုင်းကလိုင်နိုးနယ်မှာရှိတဲ့၎င်းတို့ရဲ့နေအိမ်မှာမြို့ပြပုတ်ကြတပွဲရဲ့ပစ်တပ်မှုကြောင့်တည်ဆုံးခဲ့ပါလိမ့်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြန်မာစစ်ကောင်းစီနဲ့အန်ယူဂျီချာ ွဲဆုံစိုးနေဖို့အချိန်ကြရီလို့မလေးရှားပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မြန်မာစကောင်းစီခေါင်းဆောင်တွေအပါအဝင်အရေးပါတဲ့ပြိုင်ဘက်တွေနဲ့တရားစီတွဲဆုံစိုးနေမှုဟာခေါင်းမွန်နဲ့ရလက်ပတ်ခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟင်ကပြောပါတယ်။အခုကျွန်တော်တို့တရားစီထိတွေ့ဆက်ဆက်မှုပြုလုပ်ပေမဲ့စကောင်းစီနဲ့အတိုက်ခတ်နေပွဲဆုံစိုးနေဖို့အချိန်ကြရီလို့ဖြစ်ပါတယ်။မြန်မာပြည်သူတွေဟာသတို့ပါတာဆုံးဖြတ်ရပါမယ်လို့၎င်းကမေလ21ရက်နေ့မှာသတင်းထုတ်တွေကိုပြောပါတယ်။ဒါပြင်တပတ်မှလည်းတမတ်ချက်6ရက်ကိုသဘောတူရင် အကြံပတ်စကောင်းစီတက်နဲ့တိုးဆောင်ဆုံးနေမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအညိုကြီးရဲ့ပြောဆိုပင်ရှိသူဦးနေပုံလကပြောပါတယ်။၎င်းတို့ပြောတဲ့အဲ့ဒီတတ်မှတ်ချက်6ရက်ထဲမှာစစ်တကနိုင်ငံရေးမှာမပါဝင်မနဲ့ဝစီပုံအခြေခံဥပဒေအသေးရ Federal Democracy ပြည်ထောင်စုတဲ့ဖွဲ့စည်းရေးနဲ့အသွင်ကူးပြောင်းရေးတရားနာကမှုမူပေါင်းတရားကိုဖန်တီးရေးတို့ပါဝင်ပါတယ်။မြန်မာစစ်တကလက်ခံမယ်ဆိုရင်အာဏာသိမ်းမှုကိုဖျက်သိမ်းတာနဲ့အင်ဂျန်နဲ့အာဏာလွှဲပြောင်းမှုနဲ့ပတ်သက်လို့ကျွန်တော်တို့စစ်တပ်အာဏာပိုင်တွေနဲ့ဆုံးနွေးပါမယ်လို့ဦးနေဖုံးလည်းကပြောပါတယ်။ လောလရေလုံကာလာကတည်းကတိုင်းပြည်ကိုအုပ်ချုပ်ခဲ့တဲ့မြန်မာစစ်တပ်ဟာအစိုးရတမန်ချက်တွေကိုတော့လက်ကမ်းပွဲမရှိပါဘူး။ဒါပေမဲ့အန်နိုအေဘရာဟင်းရဲ့တွဲဆုံဆုံးနေဖို့အစီအစဉ်ကိုမြန်မာချမ်းဘက်စကောင်းစစ်ကပထမဆုံးချိန်အဖြစ်လိုလိုလားလားလက်ကမ်းပုံပေါ်နေပါလိမ့်။မလေးရှားနိုင်ငံတော်ဝင်ရှိသူတွေဟာမြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကင်ဖွဲ့တချို့နဲ့ထိတွေ့မှုစတင်ခဲ့တယ်လို့တနမန်ရင်းမြစ်တစ်ခုကပြောပါလိမ့်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ထိုင်းနဲ့မြန်မာနယ်စပ်များဝိမျိုးနယ်တို့မှာရှိတဲ့အချမ်းဘက်စကောင်းစီတပ်စခန်းများကိုကင်းနလီပူပေါင်းတပ်များကတိုက်ခိုက်နေပြီး ရမန်နေ့ကတ냐လုံးတိုက်ပွဲတွေပြင်းထန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်ထိုင်းနဲ့မြန်မာနယ်စပ်များဝေးမျိုးနဲ့တွဲမှာရှိတဲ့အကြမ်းဖက်စခုံးစီတပ်စခန်းများကိုကရင်နယ်လီပူပေါင်းတပ်များကတိုက်ခိုက်နေပြီးရမန်နေ့ကတ냐လုံးတိုက်ပွဲတွေပြင်းထန်နေကြတယ်လို့မြန်ဆက်စစ်ရေးသတင်းရင်းမြစ်များနဲ့ထိုင်းသတင်းဌာနများရဲ့သတင်းပေါ်ပြချက်အရသိရပါတယ်။ပြီးခဲ့တဲ့မေလ21ရက်နေ့မနက်9:00နာရီချိန်ထိုင်းမြန်မာနယ်စပ်များဝေးမျိုးရဲ့တောင်ဘက်ဝေါ်လီဒေသတွင်းမှာရှိတဲ့အကြမ်းဖက်စခုံးစီတပ်ရဲ့မော်ကီစခန်းကို၎င်း မေလာငဆန်ငန်းနေ့မှာစကောင်းစီရဲ့ဝေါ်လီကနေလီဘလက်ဒိုးနဲ့တေဘောဘိုးတို့ကို၎င်း KN နဲ့လေဦးဆောင်တဲ့ပူပေါင်းမအမိတ်တက်များကဒိုးစစ်စင်တက်ခိုင်နေကြောင်းအရင်နောက်မေလာငဆန်ငန်းနေ့ညပိုင်းမှာလည်းတိုက်ပွဲတွေပြင်းထန်နေခဲ့ပြီး KN နဲ့လေပူပေါင်းတက်များကဒရုန်းများနဲ့တောက်လျှောက်ဒိုးစစ်စင်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲကတညလုံးချနေကြတာစစ်တပ်ကလေရင်နဲ့ဒရုန်းတွေပြန်နေတာရှိတယ် KN နဲ့လေပူပေါင်းတက်တဲ့ဘက်ကလည်းဒရုန်းနဲ့မြေပြင်မှာပိတ်ဆို့ပြီးဒိုးစစ်စင်နေတယ်။တိုက်ပွဲကတော့တော်ပြင်းထန်နေ။အဒီကကစစ်စင်ရေးမှာ ခရိုင်ညိုဓမ္မအချောင်းမှာရှိတဲ့ဂန်နလီတရင်နေတဲ့ပူပေါင်းတပ်တွေကအုံဆုံးလာလို့သိရတယ်လို့နေဆက်စီရဲ့သတင်းရှင်းပြကရှင်းပြပါတယ်။လက်ရှိထိုင်းနဲ့မြန်မာနယ်စပ်မှာထိုင်းစစ်တပ်ကစစ်ရေးတုံ့ပြန်ချထားပြီးမြန်မာဘက်ချမ်းမာတိုက်ပွဲတွေဖြစ်ပွားနေတဲ့ချင်းတွေများကိုအမြင်ကင်းထောက်နေကြောင်းနေဆက်ကိုဖျက်ချော်ပြီးထွက်ပြေးလာတဲ့လက်နက်ကိုင်ပွဲများမရှိစေရတဲ့အတွက်တောင်ရင်မြကန်တလျှောက်ဌာနပေါင်းစုံဖြန့်ချက်လုံခြုံရေးယူထားတယ်လို့ထိုင်းစစ်တပ်သတင်းရှင်းပြကဆိုပါတယ်။ KNB နဲ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဂျမ်ဘက်စကောင်းစီတဲ့ရဲ့စကန်တွေကို တောင်ရှောက်စုတို့လိုဂရန်နလေးဦးဆောင်တဲ့တော်လိုင်းကြီးတက်များကတက်ခိုက်သိမ့်ပိုက်ခဲ့ရမှာ။ပြီးခဲ့တဲ့မတ်လအေပီလနဲ့ယခုမေလအတွင်းမှာထိုင်းနေမြန်မာနယ်စပ်အနီးမှာရှိတဲ့စကောင်းစီရဲ့ပူလူတူခလဲတဲ့ဒါခေါ်ပြီးခွေမော်ဖာတူစကန်၊ဒါလဲစကန်၊မေလာနဲ့မော်ဘိုးကေစကန်တွေကိုဇက်တိုက်တက်ခိုက်သိမ့်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။လက်ရှိမှာထိုင်းနေမြန်မာနယ်စပ်တစ်လျှောက်နော်တရား၊မဲတဝော၊မော်ရလီ၊နော်တာစုစုပေါင်းစကောင်းစီရဲ့တက်စကန်၄ခုဝင်းကျင်တာကြာရှိတော့တယ်လို့သိရပါတယ်။နောက်ထပ်ထမှန်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ ပဒိန်ကြီးမျိုးနဲ့မှာဟေဟောနဲ့ရက်ကီတာတမလင်းစည်းခေါ်ကိုဝေရန်ထက်ကိုအကြံပတ်စတက်ကညာတကောင်းရန်ချိန်ဝင်းရောက်ဖမ်းဆီးပြီးအကြောင်းမဲ့မြင်မှန်နှိမ့်ဆက်တပ်ဖြတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်။မန္တလေးတိုင်းပဒိန်ကြီးမျိုးနဲ့မှာအသက်24နှစ်ရွယ်ဟေဟောနဲ့ရက်ကီတာတမကိုထမ်းဝေရန်ကိုအကြံပတ်စတက်ကညာတကောင်းရန်ချိန်ဝင်းရောက်ဖမ်းဆီးသွားပြီးတော့အလောင်းကိုပြန်လာယူရန်မိသားစုကိုအတိပေးလာတယ်လို့ဒေသုံးသူကိုထမ်းဝေရန်ရဲ့မိတ်ဆွေတွေကပြောဆိုပါတယ်။ပြီးခဲ့တဲ့မေလ20ရက်နေ့ည7:00နာရီချိန်မန္တလေးတိုင်းပဒိန်ကြီးမျိုးနဲ့ငွေတောင်ချေးဝါအုပ်စု ကလာကြီးချန်ဂျေးဝါမှတန်24နှစ်ရွယ်ကိုထဲဝေးရန်ကိုအကြမ်းဖက်စတက်ကကားနဲ့လာရောက်ဖမ်းဆီးသွားခဲ့ကြောင်းအရင်နောက်မေလ21ရက်နေ့မှာမန္တလေးစေယုံကြီးရုံခဲယုံကကိုထဲဝေးရန်ရဲ့လောင်စေယုံတို့ရောက်ရှိနေပြီဖြစ်တယ်လို့ဂျန်ရဲတို့မိသားစုထံသို့အကြောင်းကြားလာကြောင်းသိရပါတယ်အရင်နောက်ဂျန်ရဲတို့မိသားစုကမန္တလေးစေယုံကြီးရုံခဲယုံတို့လိုက်သွားတဲ့အခါငင်းမနေဆက်တဲ့ဒဏ်ရာတွေနဲ့တည်ဆုံနေတဲ့ကိုထဲဝေးရန်ရဲ့လောင်ကိုတွေ့ရှိရကြောင်းညနာဦးကောင်းနဲ့ကိုခန္ဓာတစ်ခုလုံးမှာဒဏ်ရာတန်ချက်များစွာနဲ့တည်ဆုံခဲ့ရခြင်းဖြစ်ကြောင်းသိရှိခဲ့ရပါတယ် ူကဘာပြမှုမှကျွလွန်တာမရှိဘူးပြမှုမတန်းလည်းမရှိပါဘူးအရာကိုအိမ်တိလာဖမ်းပြီးညမနှစ်ဆက်တက်ပြလိုက်တာပါတို့မှဇနီးနဲ့နည်းနည်းကွဲသမီးလေးကြံခဲ့ပါလိမ့်အလောင်းကိုလည်းဇေယုံကနေတစင်မဲ့တကြိုခိုင်းနေအခုတကြိုပြီးပါပြီလို့ကိုထဝေရံရဲ့မဲဆွေကရှင်းလင်းပြောဆိုပါတယ်အစောပါစတက်ရဲ့ဖမ်းဆီးတက်ပြမှုခံလိုက်ရတဲ့ကိုထဝေရံဟာအေးဆေးစွာနေတတ်တဲ့ဂီတာသမားတဦးဖြစ်ပြီးတော့ဒူဝါဒနာပါရ DJ ဟင်ဟောနဲ့ရဂီတာကိုဒီဇိုင်းမမတ်လှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါတယ်နောက်ထပ်ထမံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ နတလင်းမှာစတက်ရဲ့ပေါ်တာဆွဲဖန်စီခေါ်ဆောင်မှုကြောင့်စမှုတန်တတာဖြစ်လာရသူနှစ်ဦးလက်နဲ့ခရံနေတဲ့သူလင်းဝင်ပြီးစတက်ကိုပြန်လဲတက်ခိုင်းမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပကိုးတိုင်းတာယောရီခဲမှာအကြမ်းဖက်စတက်ရဲ့ပေါ်တာဆွဲဖန်စီခေါ်ဆောင်မှုကြောင့်စမှုတန်တတာဖြစ်လာရသူနှစ်ဦးဟာလက်နဲ့ခရံများနဲ့သူလင်းဝင်လာတယ်လို့တာယောရီခဲအမှတ်တတရင်ကသတင်းထုတ်ပြန်ပါတယ်။မေလ19ရက်နေ့ပကိုးတိုင်းတာယောရီခဲအမှတ်တတရင်ထံသို့ပြင်းပုံပြူစောတီခြေဝါတို့ရောက်ရှိနေတဲ့စတက်စကြောင်းမှာ ဇမုတန်တတတဲ့နန်ဝေလင်းနဲ့တတတဲ့ရာဇာမင်းတို့နှစ်ဦးဟာ၎င်းတို့ကိုင်းဆောင်တဲ့လက်နက်ခရဲများနဲ့တူလင်းဝင်လာကြောင်းအဲဒီလိုလင်းဝင်လာသူဇမုတန်တတတဲ့နန်ဝေလင်းနဲ့ရာဇာမင်းတို့ဟာအေယာဝီတိုင်းရေကြည်မျိုးနယ်နဲ့ဂျုံပြိုမျိုးနယ်များမှာဖြစ်ပြီးတော့စစ်တပ်ရဲ့ဇမုတန်ဥပဒေနဲ့အတင်အဓမ္မပေါ်တာဆိုတဲ့ဖန်ဆီးခေါ်ဆောင်ခံရသူများဖြစ်တယ်လို့သိရပါတယ်။ဒါပြန်ဆိုပါလင်းဝင်လာသူတတတဲ့နှစ်ဦးဟာရခင်ကတက်တွင်ကင်းလုံးဂျုံရင်းနဲ့တက်တွင်တက်တာချောင်းကြီးရဲ့လုပ်ငန်းများမှာသာတာဝန်ထမ်းဆောင်ခဲ့ရပါမယ်လေ။ အခုနောက်ပိုင်းနဲ့ဒလင်းမျိုးနဲ့ပြင်ပုံရွာတို့လှူရှားစစ်ကြောင်းနဲ့အတူရောက်ရှိလာခြင်းဖြစ်ကြောင်းပြင်ပုံကျေးရွာမှာပြည်သူပိုင်းနေများကိုမိရှို့ဖျက်ဆီးခိုင်းခြင်းပြည်သူများကိုဖမ်းဆီးနှိပ်စက်ခိုင်းခြင်းတွေကြောင့်ဓမ္မထွက်ပြေးကအခုလိုလေဝင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်အဆိုပါလေဝင်လာသူစစ်မှုတန်တသားနှုတ်ထမ MA1 တနက်နလလက်ပြပုံတလုံးစကားပြောဆက်တလုံးခြေပေါက်၆ခုလုံးနဲ့လေဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီးလက်ရှိမှာဒေါ်လာ1တန်နာနဲ့ပူပေါင်းပြီးဇယနာရှင်စနစ်အပိတိုင်ဂျုံရင်းရေးတို့ကပြန်လည်တိုက်ပွဲဝင်မှာဖြစ်တယ်လို့သိရပါတယ် နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဒေါငုံမကိုရန်ချောင်းသူကိုအာရမပြုခြင်းတပြက်ခဲ့သူနှစ်ဦးဒေရန်ကျုံးမိတ်ချမ်းမက်ခံရတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ဘဟုတိုင်းဒေါငုံမျိုးနဲ့ဂျုံကုံကြီးဝါမှာအသက်၁၆နှစ်အရွယ်ကိုရန်ချောင်းသူလေးကိုမရင်းချင်းပြီးတပြက်ခဲ့တဲ့မျိုးသားနှစ်ယောက်ကိုမေလ၂၀နှစ်နေ့ကဒေါငုံခရိုင်တရားရုံးကဒေရန်ကျုံးမိတ်ပေးလိုက်ပါတယ်။ယမန်လေးကဒေါငုံခရိုင်တရားရုံးကနေဒေရခန်ဒင်ထိုင်အောင်ကိုဒါပူနဲ့စီတူနိုင်ကိုမှဲ့ရို့ကိုရာစတက်ကြီးပုံမှန်300နှစ်တက်ကားငယ်34ရာဆက်ဆဲပြီး မတင်မချင်းဂျိုခွင်းဆွတ်တက်ဖို့မိန်ချခဲ့တာလို့တရားရုံးနဲ့နေဆက်သူထံကသိရပါတယ်။အမှုကိုစစ်ဆေးတဲ့အခါမှာခေါမလေးကိုနှစ်ယောက်လုံးမရင်ချင်တာ၅ချိန်မရင်ချင်းပြီးတော့လေလေဘင်းကိုဂျိုးနဲ့ချပေးတတ်တယ်။ခေါမလေးကတောင်းမနဲ့မတည်ဘူးဆိုတာတိတော့ဓမားနဲ့လေဘင်းကိုစိမ့်ပြနေပြီးခုတ်တတာ။အဲဒါကြောင့်တရားသူကြီးကတည်တံပေးလိုက်တာပါလို့တရားရုံးနဲ့နေဆက်သူတယောက်ကပြောပါတယ်။ဒါပြန်တန်းငယ်မရင်မှုကိုခိုးလို့တယောက်ဆိုအပြစ်ပေးဖို့မျိုးကန်းနေနေမိသားစုဝင်တွေကအခင်ဖြစ်တဲ့ချိန်မှာတရားရုံးတီလာရောက်စူးစမ်းခဲ့ရလို့ဂျင်းနဲ့တယ်လို့မျိုးကန်တအူးကလည်းပြောပါတယ်။ ဒါငယ်မရေမှုကျိုးလို့ရင်ဒီလိုတေးတန်ခံရမယ်ဆိုတာသိအောင်မျိုးကန်းတွေရောရွာကန်းတွေရောစူးစမ်းကြတာပါအခုလိုတေးတန်ပေးမှတဏှာယူတဲ့သူတွေကလေးငယ်တွေကိုပြင်မှတ်မထားရဲမှလို့ပြောပါတယ်ပြီးခဲ့တဲ့မတ်လ19ရက်နေ့ကတောင်ကုန်းမြို့နယ်ဂျုံကုန်းချေးွာမြောက်ပိုင်းမှာမိဘားတွေလုပ်ငန်းကွင်သွားနေတဲ့အိမ်မှာခြံခဲ့တဲ့အသက်16နှစ်အရွယ်ကိုရန်ကျောင်းသူလေးကိုတေးဝါရဲနေမျိုးသားနှစ်ယောက်ကအာရမပြူးကျင်ပြီးရဲရဲဆက်ဆက်တက်ဖြတ်ခဲ့တာဖြစ်ပါတယ်ဒါပြင်အဲ့ဒီတည်ဆုံသွားတဲ့ကျောင်းသူလေးဟာလိမ္မာရင်ချပြီးပညာရင်းမှာဒုချုံကမိဘားပေါ်တည်တတ်တဲ့သူတယောက်ဖြစ်တာကြောင့် ရွာကနေနဲ့မျိုးကနေပေါင်းကပြမှုကျွလုံးသူနှစ်ယောက်ကိုထရောက်တဲ့ဖြစ်တဲ့ချားမှတ်ရေးအတွက်စ조사ခဲ့ကြတာလို့ဆိုပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတင်နားဆင်ခဲ့တဲ့သတင်းပေးသက်များကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပါတဲ့တော်လဲဘတော်သားများရဲ့သတင်းများနဲ့တူပြလာခဲ့ပါမယ်။အားလုံးလည်းကိုစိတ်နှပြအွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။